စိတ်အညစ်အကြေးတွေကို အမြဲလျှော့ဖွင့်နေပေးပါဗုဒ္ဓအဆုံးအမတွေကို mind center teaching စိတ်ဗဟုပြုသင်ကြားခြင်းလို့ဆိုကြပါတယ်ဒါကြောင့်ဗုဒ္ဓဘာသာဝင်လို့ကိုယ့်ကိုယ်ကိုခံယူထားတဲ့သူဟာစိတ်နဲ့ပတ်သက်တဲ့အလုပ်တွေလုပ်ကိုလုပ်ကြရပါလိမ့်မယ်ဝမ်းနေစရာက အများစုဟာအဲ့ဒီအထိတ်ကိုရောက်မလာကြပဲအပေါ်ယံဘာသာရေးအဆုံးအမတွေနဲ့ပဲရက်တက်နေကြတာပါပဲ။ ဆင်းရဲကြတာလည်းပါမယ်။ပညာရေးအားနည်းတာနဲ့လည်းဆိုင်ပါမယ်။နေ့စဉ်စားဝတ်နေရေးအတွက်ရုန်းကန်နေရတဲ့သူဟာစိတ်ငြိမ်းချမ်းမှုရှာနိုင်မှုရာအတွက်မလွယ်ကူနေပါဘူး။ဘာသာရေးကိုအားကိုးစရာတစ်ခုထွက်ပေါက်တစ်ခုအနေနဲ့ပဲမြင်ဖို့ပုံများပါမယ်။ဒီလိုပဲပညာရေးအားနည်းပြန်ရင်လည်းစဉ်စားဆင်ခြင်မှု အားနည်းသွားတတ်ပါတယ်။ဒါတွေကြောင့်ပဲညကန်းယုံကြည်မှုတွေဖြစ်လာတာပါ။ဥပမာဒါနအကြောင်းကိုပြောရအောင် ဒါနဆိုတာလိုအပ်နေတဲ့သူကိုတနာညတာတဲ့ဂယုဏစိတ်ကိုအခြေခံရတယ်။အဆင်အပြေဆုံးကတော့ဒီပစ္စည်းဥစ္စာအပေါ်တတ်မှတ်မှုလုံးလုံးမရှိတော့ဘဲညံ့ဝေပေးကမ်းတဲ့အဆင်ဖြစ်ပါတယ်။နိဗ္ဗာန်ချမ်းသာကို အထောက်ပံ့ဖြစ်စေတယ်ဆိုတာအဲ့ဒီလိုဒါနမျိုးပါ။ဒါပေမဲ့အခုမြင်တွေ့နေရတဲ့အလူတန်းတွေဆိုတာကနောက်ဘဝကိုဘာပြန်ရမလဲဆိုတဲ့အပေါ်ပဲအခြေခံနေကြတာများပါတယ်။နောက်ပြီးတိမ်မောင်းတောင်းချီဖျားတဲကြတယ်တဲ့ သာသနာပြုတယ်လို့ပြောတတ်ကြပါတယ်။မြမပြီမှာဇေဒီဖရာအကြီးအတွက်မလုံလောက်သေးလို့လား။အဲ့ဒီလိုထတ်တိုးလာလို့ရောလူတွေရဲ့ယင်နဲ့ဗုဒ္ဓအဆုံးမတွေပုံစိတ်ဝင်သွားမှာလား။ဗုဒ္ဓကိုတော်တိုင်ဒီနေ့အထိတက်ရှိထင်ရှားရှိနေသေးရင်ရောအဲ့ဒါမျိုးကိုအားပေးမယ်၊တာရုခေါ်မယ်လို့ထင်သလားစဉ်းစားကြည့်မိပါရဲ့။ဒီပတ်စံတွေနဲ့ စာတင်ကြောင်းဆောက်လိုက်ရင်စေးရုံဆောက်ပေးလိုက်ရင်လမ်းပန်းဆက်သွယ်ရေးကောင်းအောင်လုပ်ပေးလိုက်ရရင်ရေတွင်တွေးပေးလိုက်ရရင်ဒီလူတွေအတွက်ချမ်းသာရာပိုမရဘူးလားပိုလိုအပ်နေတာမဟုတ်ဘူးလားတကယ်ကကုသိုလ်ရလို့စိတ်ဒီလိုဖျားတယ်ရင်တိမ်လူလိုက်ရင်နောက်ဘဝဘာပြန်ဖြစ်မယ်ဆိုတဲ့အတ္တအဖို့အခြေခံပြီးလုံနေကြတာပါပဲနောက်တစ်ခုကတီလတီလဆိုလဲအဲ့ဒီလိုပဲ ကိုကြောင့်သူတစ်ပါးမထိခိုက်ရအောင်ထိမ့်သိမ်းနေထိုင်ခြင်းဟာကိုကျင့်သီလဖြစ်ပါတယ်။ဒီအတွက်ကိုကျင့်စာတရားကိုအခြေခံရပါတယ်။ငါးပါးသီလတော့လုံးပါရဲ့။စိတ်လိတ်မတောက်တတ်တဲ့သူရှိမှစိတ်လိတ်တောက်တာမျိုး။လော့စပီကာကြီးနဲ့နင့်နေညံ့ညံ့အတန်တွေဆူတာမျိုး။မုသာဝါဒတော့မကျူးလွန်ပေမဲ့တဖက်သားစိတ်ဆင်းရဲသွားအောင်နင့်နေနန္နာတွေပြောတာမျိုး။ဒါတွေဆိုရင်ရောကိုကြောင့်သူတစ်ပါးအဆင်ပြေနိုင်ပါတော့မလား။ ။ဒါကြောင့်ငါးပါးသီလလုံရင် နောက်ဘဝနတ်ပြည်ရောက်ပြီဆိုတာမျိုးစာနေ့စဉ်ဘဝမှာကိုချင်းစာတရားရှေ့ထားပြီးနေထိုင်ကြဖို့လိုပါတယ်။တယောက်ယောက်အောင်မြင်တာအဆင်ပြေတာတွေ့ရင်လဲမုရတာပွားနိုင်ဖို့ခက်ကြပြန်ပါတယ်။မနာလိုစိတ်ဆိုတာကတော့ဘသူမှမဆိုရှိတာပါပဲ။ဒါကိုထုတ်ပြခြင်းမပြခြင်းထိမ့်သိမ့်နိုင်ခြင်းမသိမ့်နိုင်ခြင်းပေါ်မူတည်ပြီးလူတွေရဲ့အဆင့်တန်းဆိုတာကွာခြားသွားတာပါပဲ။ ိတ်ကိုသတိနဲ့မစင်ကြယ်နိုင်တဲ့အခါကျတော့ဒီမနာလိုစိတ်ဆိုတာကဝစီကံအထိတက်လာပါတယ်။သဘုတ်လေလွင့်ပြောချင်လာတယ်၊နမယ်ဖြတ်ချင်လာတယ်။အဲ့ဒီလောက်မဟုတ်တောင်နည်းနည်းကလေးတော့ရိလိုက်ထိလိုက်ရမှဖြစ်လာတယ်။ကာယကံအနေနဲ့တော့ဒီလူရဲ့ပျက်စီးရာပျက်စီးချောင်းကိုပါကြံစီကြပါတော့တယ်။ Mind Center Teaching ဆိုတာအဲ့ဒါကိုပြောတာပါ။ကိုယ်စိတ်ကလေးအညစ်အကြေးတွေ ဖြစ်လာရင်တတိထားမိအောင်ဒါတွေကိုလျှော့ဖို့နိုင်အောင် ောင်းတဲ့စိတ်ကလေးတွေနဲ့အစားထိုးနိုင်အောင်သင်ပေးတာပါဒေါသအစားမေတ္တာဂယုနာလောဘအစားစွန့်လွတ်ခြင်းမနာလိုစိတ်အစားမုဒိတာမာမနအစားနှိမ်ချမှုအရှက်အကြောက်ကင်းမဲ့ခြင်းအစားရှက်တက်ကြောက်တက်ခြင်းစိတ်လွလွင်ခြင်းနေရာမှာစိတ်ဤတည်ငြိမ်ခြင်းလောကရံအပေါ်လိုက်ပြီးစိတ်ကလှုပ်ခတ်နေခြင်းနေရာမှာတော့ဥပိ္ပခာနဲ့စသဖြင့်စသဖြင့်အစားထိုးကြဖို့ဖြစ်ပါတယ် နောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ attachment လို့ခေါ်တဲ့တွင်ညှိမှုပဲဖြစ်ပါတယ်။အချင်းချုပ်ရင်တော့တစ္ဆာလေးပါ။အကြက်ချက်ပြန်တော့ပြိဿတမုတ်ပတ်။ဒါရီဟာတွင်ညှိမှုတနည်းအားဖြင့်တဏှာကိုပယ်တတ်ဖို့ပြောတာပါ။ဥပမာဆိုပါစို့။နာယီတစ်လုံးပျောက်သွားလို့ဘယ်သူမှဝမ်းမနေဘူး။ငါနာယီပျောက်သွားမှဝမ်းနေတာပါ။အဲ့ဒီမှာမှနာယီကတံမိုးကြည့်လေးလေးကိုကြိုက်နေတဲ့လေးလေး ဖြစ်လာတဲ့ပူလောင်မှုကပိုကြီးလေလေပါပဲကျွန်တော်ကိုယ်တိုင်လည်းတွင်ကြီးမှုပေါင်းများစွာနဲ့မို့ကိုမကျင့်နိုင်တဲ့တရားကို သူများကိုလည်းမဟောလို့ပါဘူးတို့ပဲမဲ့ဆွဲလမ်းမှုနဲ့စိတ်ငြိမ်းချမ်းမှုဆိုတာပြောင်းပြန်အချိုးကျပါတယ်ဆွဲလမ်းမှုများလေလေပူလောင်မှုများလေလေပဲဆိုတဲ့အချက်ကိုတော့အမြဲသတိရစေချင်ပါတယ်ကိုကိုကို ကိုပိုင်ဆိုင်ထားတာတွေကို ကိုချစ်တဲ့ခင်တဲ့သူတွေကို ဘလောက်တက်မှတ်တယ်လဲဆွဲလန်းတယ်လဲအဲ့ဒီအတိုင်းစပေါ်မူတည်ပြီးစိတ်ငြိမ်းချမ်းမှုကကွာခြားသွားမှာပဲဖြစ်ပါတယ်တခြားဘာသာကိုးကွယ်သူတယောက်ဒါမှမဟုတ်ကလေးတယောက်ကိုဗုဒ္ဓဘာသာအကြောင်းကို ရှင်းပြတဲ့အခါမှာဗုဒ္ဓကနတ်ပြည်တက်တရားဟောတာတွေမွေးကလေးကလမ်းလျှောက်တက်တာတွေရှိဘဝနောက်ဘဝတန်တရားတွေအကြောင်းကို ပြောရင်နားလည်ဖို့ရောလက်ခံဖို့ပါခက်ပါလိမ့်မယ် ်လက်ရှိဘဝမှာအကောင်းဆုံးဖြစ်အောင်ဘယ်လိုနေထိုင်မလဲစိတ်တွေကိုဘယ်လိုပြင်မလဲစိတ်ငြိမ်းချမ်းမှုကိုဘယ်လိုရှာဖွေမလဲဒါရီနဲ့ပတ်သက်လို့ဘုရားကဘယ်လိုဟောခဲ့တယ်လဲဆိုတာတွေကလက်တွေ့ပူကြပါတယ်ပူလဲအရေးကြီးမယ်လို့မြင်ပါတယ်စိတ်ဆိုတာဘုရားဘာသာဝင်နေမှာပဲရှိတာမှမဟုတ်တာလူတိုင်းမှာရှိပါတယ်ဘာသာတရားတစ်ခုကိုတတ်ဝင်ယုံကြည်သည်ဖြစ်စေဘယ်ဘာသာကိုမှမယုံကြည်သည်ဖြစ်စေ စိတ်နဲ့ပတ်သက်တဲ့အလုပ်တွေဆိုတာကိုနေ့စဉ်စားနေတဲ့အဟာရလိုအိပ်ဆက်ခြင်းလိုပဲနေမကောင်းရင်တောက်တဲ့ဆေးလိုသုံးဆောင်လို့ရပါတယ်။လေ့ကျင့်လို့ရပါတယ်။မိဝဲလို့ရပါတယ်။ကိုယ်စိတ်တွေကိုသတိထားမိနေအောင်ပထမဆုံးလေ့ကျင့်ပါ။ဒါကြောင့်လဲ mindfulness is everything သတိသည်အရာရာလို့အမြဲပြောနေရခြင်းဖြစ်ပါတယ်။ပေါ်လာတဲ့စိတ်ညစ်ကြေးတွေကိုတတ်နိုင်သမျှလျှော့ဖို့စေကြောပါ။ ောင်းတဲ့စိတ်ကလေးတွေနဲ့အစားထိုးပါမေတ္တာကရုဏာမုဒိတာကိုချင်းစာတရားတို့နဲ့နေ့စဉ်ဘဝကိုရှင်သန်နေထိုင်ပါစိတ်ဆွဲလမ်းမှုတွေကိုလည်းတတ်နိုင်သမျှလျှော့ချပါ physical hygiene လို့ခေါ်တဲ့တခုရေတန်ရှင်းမှုအားနည်းရင်မြစ်ပတ်လာမယ်အနံ့သက်တွေထွက်လာမယ်နောက်ပြီးယောဂတွေဝင်လာမယ်ပေါ့ဒီလိုပါပဲ mental hygiene လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာတန်ရှင်းဖို့အားနည်းလာရင်လေစိတ်တွေညစ်ပတ်လာမယ်။မကောင်းတဲ့ရင်တွေပြန့်နှံ့လာမယ်။လူတွေနှာခေါင်းရှုံတာကဲ့ရဲ့တာခံရမယ်။ကိုယ်တိုင်လဲစိတ်ငြိမ်းချမ်းမှုပျော်ရွှင်မှုမရနိုင်တော့ပဲအမဲပူလောင်နေရပါလိမ့်မယ်။ဒါကြောင့်နေ့စဉ်နေ့တိုင်းသွားတိုက်မျက်နာသိရေချိုးသလိုမျိုးကိုယ်စိတ်ကလေးတန်ရှင်းဖို့ကိုလည်းဂရုစိုက်စေချင်ပါတယ်။ခန္ဓာကိုယ်ကမှရေတခါချိုးပြီးရင်ပြန်ညစ်ပတ်ဖို့အချိန်ကြာပါသေးတယ်။ စိတ်ဆိုတာကတော့အငြိအကျေးတစ်ခုဖြစ်ဖို့ကစက္ကန့်ပိုင်းတောင်မကြပါဘူး။တတိကလေးတစ်ချက်လွတ်လိုက်တာနဲ့အဲ့ဒီစိတ်အငြိအကျေးဆိုတာကကိုယ့်ရဲ့အပြောဆိုကိုယ့်ရဲ့လောက်ရက်တွေစီကိုပါရောက်လာတော့မှမို့ပူတော်မှဂယူးဆိုင်ရလက်အောင်မယ်လို့မြင်မိပါတယ်။ဒေါက်တာဖြူတီဟာ16ရက်3လ2025